စိတ်မချမ်းသာကြဘူးစိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနှီးမှလမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတုံးစိတ်တွေဘာကြောင့်ပင်ပန်းတာတုံးကိုယ့်ရဲ့စိတ်ကနှီးမှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာဘာပြောတာတုံးဆွဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ် အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထန်းနေလို့ပြောတာအလိုရင်မဲ့တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျင်နှံ့မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တုံမှုတွေဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတိတိကျကျစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကအပြောတွေကလည်းရိုင်းလာတယ် ကာယကံအပြုအမူတွေကလည်းရိုင်းလာဒါပေမဲ့ဘုံဘုံတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှအော်ဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ွယ်ကနေကြိုးကံပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုံဘုံတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုံဘုံတို့တွေကလူချင်းမမောเสียအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကမဖြစ်အောင်ဆုံးမမယ်ဟုတ်လား မကျင်တဲ့ဆရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ရှုံမမေမေတ္တာဖြစ်အောင်နော်ဘလို့အာယုန်နဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမဟဲ့ဟောဒါစိတ်ကိုရှုံမတော့အဲ့ဒါလိုမျိုးအာလောဘတက်တည်းအာဒေါသဆိုတဲ့မေတ္တာတက်တည်းအာမောဟဆိုတဲ့ပညာတက်တည်းဘုံတို့တန်တာပါဖြစ်အောင်လုပ်တာကိုဒါစိတ်ကိုရှုံမတယ်လို့ခေါ်တယ်ဒီနေ့အဖြစ်ယာရင်နေတဲ့စိတ်ကိုယဉ်ကျေးအောင်လုပ်လိုက်တာကျမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပါ ဲ့လိုကြိုးစားနိုင်တာနဲ့မြဘုံမလို့ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုစုံမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။နှိမ်နှင်းမှုခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့သူကကောင်းနိုင်ပေါ်ရမှာရှိ။ခက်ခဲပေမလို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံမမယ်ရင်ကြည်အောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တသက်ဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ် ဒုံနိခတလဟုနောယထာကာမနိပါတိနော စိတ်တတဓမ္မထောတာတုစိတ်တန်တန်တုခဝဟဒုံနိခတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးနော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတော့ကြာဟိုနာ ခုဒီအကြောင်းရာတော့ကြာဟိုအကြောင်းရာရောက်ချင်ရာရောက်တွေ့ချင်တွေ့ယထာကာမနိပါတိနော် စီမရှိကမရှိဗယံဗရာရောက်ချင်ရရောက်တွေးချင်ရတွေးပြီးတော့ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျစားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်ပဲဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ္တဓမ္မထောတာထုနောက်စိတ်တတ္တစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာထုကောင်း၏ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟာ ဆုံးမလို့ယဉ်ကြည့်ပြီးဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာနော်ဒီစိတ်မယဉ်ကြည့်ဘူးယဉ်ကြည့်တယ်ဆိုတာဘာကို ပြောတာရောဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့အဲဒီလိုမျိုးစိတ်ရဲ့အငြိအကြီးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြံထန်းနေဒီလိုခေါ်ရအဲ့ဒီလိုအနေအထားမျိုးက ဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဘုံဘုံတို့နားလည်လို့ရပါတယ်နော်မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖော်မယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပောက်ကွဲတဲ့အဆင့်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါ ဖုံဖုံတို့ရဲ့ဘဝပင်မလိုက်မယ်ဆင်းရဲလိုက်မယ်ပေါ့နော်။ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော်။လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှသာလဲအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်သွားတာတော့ရိုင်းသွားတာ။အဲ့တော့ဖုံဖုံတို့ကနီးမှလမ်းမှဒီစိတ်ကိုလိန်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာ နော်ဆွန့်လွတ်နိုင်မှုတွေအတောဒါဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့နော်အမောဟပညာတရားတွေဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံမရတယ်။တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်။အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့။လက်တွေလေးဘုံဘုံတို့ဟောကြိုးပမ်းအထုတ်ကြည့်တဲ့နေပေါ့နော်။ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်တပြိုင်တည်းတည်းနားလည်ထားရမှာပါ။ ဩငါစိတ်တွေရိုင်းနေပြီဆိုတော့နားလဲရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးเนาะတပုံးတို့နားလဲထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့네ပယ်ကျက်ပြတ်မှုကိုလည်းတွေးကြည့်တဲ့နော်တမမီဘုံတို့နားလဲထားတဲ့ယဉ်ကျေးမှုဆိုတာကသင်္သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်တကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာ ဟုတ်လားစိတ်ကယိုင်းနေရဲ့အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကိုအဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့လေအဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနေကဟတာနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာ ဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုန်းဘုန်းတို့ကဖြစ်မြအောင် လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလက်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိဟုတ်လားအဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုန်းဘုန်းတို့စူးစမ်းနိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြင်းအေးမှုတတ်တာမှုချမ်းသာမှုဘုန်းဘုန်းတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာက ဖြစ်အောင်လုံးဝရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုံဘုံတို့ဘာလုပ်ရမလို့စူးစမ်းကြ။ဒါကြောင့်မြတ်စွာဘုရားကအမျော်မြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမဖို့စူးစမ်းကြတာပဲလို့ဒီလိုဟောထားတာလည်းရှိ။မြတ်စွာဘုရားလက်ထက်ကနော်ပန္တိတသာမဏေဆိုတာကြားဘူးတယ်နော်။ကိုရင်လေးခုနှစ်နှစ်သားလေးနဲ့ယဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်။အဲ့တော့သူ့ရဲ့ဥပိ္ပဇေဆရာရှင်သာတိပုတ္တရာနဲ့ ကိုရင်ဝတ်ပြီးမကြသေးပါမကြခင်ပါပဲမြို့တဲကိုဆွန့်ကန်လိုက်သွားတာလွတ်ဆွန့်ကန်လိုက်သွားတဲ့အခါကျတော့ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလေကွင်းတွေရှိတော့အဲ့ဒီလေကွင်းတွေကိုဖျက်ရတာ哦ဖျက်ရတဲ့အခါကျတော့လေကွင်းတွေထဲမှာလေသမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေကစိတ်ရှိသလားလို့မေးတယ် အခုလို့မေးတာတုံးဆိုတော့လိုချင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာနော်ခုနလေးလိုချင်ခုနလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာ စိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာဝမေးအာကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်းကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကို နော်တမထတရားဝိပဿနာတရားနဲ့နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်မရှိရမလို့နော်အဲ့လိုစဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်ဟိုမုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့တော့ဆိုတော့မြားတံတွေကိုဖြောင်းနေတာတွေ့နော်မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည်မီးဘေးမီးဘေးမှာမီးဖို့ပြီးတော့ အဲ့ဒီအပူပေးလိုက်ဖြောင်းလိုက်နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လှုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်လေရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာကစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကလို့စိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါဟာငါစိတ်ကိုဘယ်နဲ့ကြောင့်နော်ဖြောင်းမတ်အောင်ယဉ်ကျေးအောင်အည်အသွေးရှိအောင်လှုပ်လို့မရပဲရှိမှာလို့ငါဖြစ်အောင်လုပ်မယ် အဲ့ဒီလိုတွေးတာအဲ့ဒါနဲ့ဘုန်းကြီးတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံမျိုးစုံလောက်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလှဲဘိန်းတွေလုံနေကြမြင်ကွင်းကအစုံမြင်ရတာပေါ့နော်အဲ့ဒီလှဲဘိန်းတွေလုံနေတော့လှဲဘိန်းတွေကဘုန်းကြီးတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှဝိုင်းကြီးဖြစ်သွားတာ哦အဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတို့ပဲကုတ်တို့ ਨੇ ရွေကြခုတ်ကြထစ်ကြပြုတ်ပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်က အရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်သောတော်ကလို့ပဲစိတ်မရှိတဲ့အသားဘုံတောင်လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ရောက်ငါဟာတော့သူတို့ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုံနိုင်ပဲရှိရမလို့ငါလုံမယ်ဒါစဉ်းစားပြီးတော့ကိုရင်ရဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဖို့ငကြင်းသားလေးနဲ့ နော်ဆွံ့ရအောင်လဲဆွံ့ခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့ကိုရင်ကအတရှင်သာရိပုတ္တရာလည်းခွင့်ပြု